မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဂျွန်လ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းမြေသားမြို့အနီးမှာမြေအောက်အနက်6မိုင်ခန့်ကိုဗဟိုပြုပြီးတော့ Richter scale 4.8အဆင့်ရှိတဲ့နောက်ဆက်တွဲမြေငလျင်လှုပ်ခတ်သွားခဲ့ရာနေအိမ်အဆောက်အအုံများတိတိတသားလှုပ်ရမ်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းငလျင်ကြီးလှုပ်ပြီး ုံးလပြည့်ပြီးနိုင်ပိုင်းအလွန်မှာနောက်ဆက်တွဲမြင်းကလင်းဟာဇွန်လ29ရက်နေ့မနက်တနာရီထိုးကနီးမှာလှုပ်ရှားခဲ့ခြင်းဖြစ်ပြီးတော့မြစ်သားမြို့အပြင်ကြောက်ဆဲဝန်တွင်မန္တလေးမြို့တွေမှာပါတိတိတသာခန်းဆားခဲ့ရတယ်လို့ဒေသခံများကပြောကြားထားပါတယ်။ အတ္တမှာကြားပြီးတော့လှုပ်သွားတာပါနေရတာမကောင်းဘူးငလျင်ဘယ်တော့ထတ်လှုပ်မလဲလို့나이နဲ့အမျှစိုးရင်နေရတယ်လို့ကြောက်စဲမျိုးကန်တို့ကပြောပြထားပါတယ်အဲ့ဒီငလျင်မလှုပ်ခင်나이ပိုင်းအလိုမှာနေပြီးတော့မှ Richter's K 2.9မန္တလေးမြို့အနီးမှာ Richter's K 3.9အဆက်ငလျင်ငယ်များလှုပ်ခတ်သွားတယ်လို့သိရပါတယ်အဲ့ဒီနှစ်ချိန်စလုံးဟာလည်း ်ငလျင်အင်အားနည်းတော်လဲလှုပ်ရှားမှုကတော့တိတာခဲ့တယ်လို့ဒေသခံများကပြောပါတယ်မက်စလာ28ရက်နေ့ကအင်အားပြင်းတဲ့ငလျင်လှုပ်ခဲ့တဲ့၃လပြည့်တဲ့နေ့မှာငလျင်မကြာခဏလှုပ်ရှားနေတဲ့အတွက်ဘေးတဲ့နဲ့ဒေသကပြည်သူများဟာစိုးရိမ်နေကြတဲ့အချိန် Richter's Gate ၄အထက်ငလျင်ထပ်မံလှုပ်ရှားသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဇွန်လဇန်ပိုင်းက Richter's Gate ၄နဲ့၅ကြားငလျင်တချို့ဟာဘကိုးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းကချင်ပြည်နယ်နဲ့မန္တလေးတိုင်းအတွင်းမှာမကြာခဏလှုပ်ခဲ့တယ်လို့သိရပါဗျ။ ်ဇွန်လလယ်ပိုင်းမှာငြိမ်သက်နေရကနေပြီးတော့အခုလကုန်ပိုင်းမှာနောက်ဆက်တွဲငလျင်ငယ်များထပ်မံလှုပ်ရှားနေခြင်းဖြစ်တယ်လို့သိရပါဗျာ ဇွန်လ28ရက်နေ့ကမန္တလေးမြို့အနီးမှာ Richter scale 4.3အစဉ်ဇွန်လ25ရက်နေ့မှာပြင်းလွင်မြို့အနီးမှာ Richter scale 4.4အစဉ်ဇွန်လ23ရက်နေ့ကပဲခူးတိုင်းပြည်မြို့အနီးမှာ Richter scale 4.2အစဉ်ငလျင်မြောင်းလှုပ်ရှားခဲ့တယ်လို့သိရပါတယ်။အင်အားပြင်းတဲ့ငလျင်မြောင်းလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲမြေငလျင်များဟာလနဲ့ချီပြီးတော့ကြာတက်တယ်လို့မြေငလျင်ပညာရှင်များကပြောကြားထားပါတယ်။မက်လ28ရက်နေ့ကသခိုင်းမြို့အနီးကိုဗဟုပြစ်ပြီးတော့ Richter scale 9.3 သမ9အဆင့်ရှိတယ်။အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ကမိနစ်ပိုင်းအကြာမှာ Rangers K 6.8ငလျင်ကြီးဟာ ဒရအုမျိုးနယ်ကိုဗဟိုပြပြီးတော့လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်မြမတမိုင်းတလျှောက်မှာလူသေးဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများကောင်းမွန်စွာမလုပ်နိုင်သေးသလိုသေဆုံးတဲ့ဒူရီကိုတော်မှအပိသက်ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။စစ်ကောင်စီဟာငလျင်ဘေးပြန်လည်ထူထောင်ရေးအစားရွေးကောက်ပွဲလုပ်နိုင်ရေးကိုသာဦးစားပေးပြီးတော့လုပ်ကင်နေတယ်လို့ငလျင်ဘေးစင်တဲ့ပြည်သူတွေကဝေဖန်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်များကြားတိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ဘက်က၄ဦးတေဆုံးက၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်၆လက်နဲ့ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်ပိုင်းမှာစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်းအေအော်ရီမြေကမ်းဘေးမှာရှိတဲ့ချောင်းမကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ စစ်ခွေးတွေဘက်က၄កောင်တိတ်ဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့မနက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲကတိတ်ပြီးတော့မကြလိုက်ပါဘူး။စစ်ခွေး၄កောင်ကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာတွေရှိပါတယ်။ကြီးစံတွေလက်နက်တွေကြီးကအင်ကြီးတွေကြီးကအုတ်ထုပ်တွေလည်းရရှိခဲ့ပါတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ စစ်တပ်ဘက်ကတင်စီရရှိထားတဲ့လက်နက်ခဲယမ်းများထဲမှာ G3 လေးလက် MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်ကြီးကအုပ်ထုပ်9လုံး equipment 9စုံ 5.56G အမျိုးအစား64တောင်းနဲ့ G3G 180တောင်းတို့ကိုလက်ရတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇွန်လ28ရက်နေ့မှာမင်းကုန်းရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်တပ်ကမင်းကုန်းရွာတောင်ကြီးရွာအတွင်းမှာရှိတဲ့နေအိမ်များကို မိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံပြည်သူများထံကသိရပါဗါးအလားတူပဲဇွန်လ24ရက်နေ့ကလည်းသခိုင်းမြို့နယ်ချောင်းမကြီးကျေးရွာအနီးမှာပဲတိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့နေမြင်ရှင်းလင်းရေးတွေလှုပ်ဆောင်လာတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗါးအကြမ်းမဲ့စစ်ကောင်စီတပ်က2025ခုနှစ် ဧပြီလဝင်းကျင်ကစတင်ပြီးတော့စကိုင်းမြို့နယ်အတွင်းမှာစစ်ကြောများကိုခွဲပြီးတော့ထိုးစစ်ဆင်နေပြီးအရက်သားများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့အပြင်ကျေးရွာနယ်ပြည်သူများရဲ့နေအိမ်များကိုလည်းမိရှုဖျက်ဆီးမှုများလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်နိုင်က ဇွန်လ25ရက်နေ့ကစတင်ပြီးတော့ဘယ်လာရုစ်နိုင်ငံကိုထွက်ခွာသွားခဲ့ပြီးအဲ့ဒီထွက်ခွာတဲ့အချိန်ကသူ့ရဲ့မိမကျူကျူလကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံဘာရာတိုက်ပြည်နယ်ကိုရောက်ရှိတဲ့အချိန်မှသာမင်းအောင်လှိုင်ကမိမကျူကျူလနဲ့အတူလင်းစုံမရဖက်နှစ်ကိုယ်တူပွဲထွက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့ကနေဇွန်လ28ရက်နေ့အထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်ခဲ့ပြီးတော့ ဘယ်လာရုစ်ခရီးစဉ်တက်လျှောက်လုံးမှာသူ့မိမကျူကျူလကိုမမြင်တွေ့ရဘူးလို့ပြောပါတယ်။ဒါပေမဲ့ဇွန်လ28ရက်နေ့မှာရုရှားနိုင်ငံဘာရတိုက်ပြည်နယ်ကိုတွားရောက်တဲ့အချိန်မှာတော့သူ့မိမကျူကျူလနဲ့အတူလေယာဉ်ပေါ်ကနေနှစ်ကိုယ်တူဆင်းလာပြီးပွဲထွက်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကဘယ်လာရုစ်နိုင်ငံကိုတွားတဲ့အချိန်မှာမင်းအွန်လိုင်းနဲ့ကိုယ်စားလှယ်အဖွဲ့သားတွားရောက်ခဲ့ခြင်းဖြစ်နိုင်ပြီးတော့ဇနီးမပါသွားဘူးလို့ပြောပါတယ်။ အစည်းအဝေးပြီးစီးတဲ့အချိန်မှသာဇနီးပြည်သူကျူကျူလအပါအဝင်ကိုစလဲအဖွဲ့နဲ့ဇနီးများကိုလေရင်နဲ့တီးတန့်ထပ်မံခေါ်ယူကာရုရှားကိုအတူတူသွားကြခြင်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုထားပါတယ်စစ်ခွေးကောင်းဆောင်လင်မယားနှစ်ယောက်ရုရှားကိုအတူတူသွားတာကမထူးဆန်းပါဘူးဒါပေမဲ့ဘယ်လာရုစ်ကိုတူတယောက်တည်းအရင်သွားပြီးမှဇနီးကိုနောက်ကနေလိုက်လာဖို့လေရင်နဲ့တစ်ခေါက်သွားပြန်ခေါ်လာတာကိုပြောချင်တာပါသူတို့အတွက် MAI Airbus A319 လေရင်ကိုမိသားစု ပြည့်စည်လို့လိုတယ်လို့သုံးနေကြတာ ထူးထူးခြားခြားဆိုရင်2021ခုနှစ်ဇွန်လမှာရုရှားမော်စကိုမှာရွှေဒဂုံပုံစံပုံတူဇေဒီစိန်ဖူးတော်တင်အလူပွဲအတွက်တီတကူဆရာတော်ကရေးစချအလူပွဲလုပ်တယ်အဲ့ဒီတုန်းကတက်ချုံနဲ့ဇနီးကရုရှားကိုအရင်ရောက်တယ်ရေးစချအလူပွဲတက်ဖို့အတွက်တက်ချုံသားနဲ့သမီးကို MAI Airbus A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်သွားပြီးတော့သွားပြန်ခေါ်ခိုင်းတယ်အဲ့ဒီတုန်းကလေယာဉ်ကအငှားပဲမဝေရသေးဘူးအခုလဲဘယ်လာရုစ်မှာတက်ချုံရှိတုန်းကဇနီးမပါပါဘူး ရုရှားရောက်မှဇနီးပါလာတယ်ဆိုတာကလေရင်နဲ့သူ့မိန်းမကိုတစ်ခေါက်သွားပြန်ခေါ်ခိုင်းတာကိုပြောချင်တာပါလို့နေပြည်တော်တပ်တွင်းသတင်းရင်းတွေကရှင်းပြထားပါတယ်။အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအောင်လိုက်နဲ့မိသားစုအုံပြုရန်အမေရိကန်နိုင်ငံ Aviation Capital Group ထံကနေပြီးတော့ငှားရမ်းထားတဲ့ Airbus အမျိုးအစား MAIA 319115 MSN 5193လေရင် XYELK ကိုနိုင်ငံတော်ဘတ်ဂျက်ထဲကနေပြီးတော့ American Dollar တန်း60နီးပါအသုံးပြုပြီးဝေယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ MAI Airbus A319 လေယာဉ်နဲ့မင်းအောင်လိုင်ရဲ့ဇနီးနဲ့သားသမီးမိသားစုများကဈေးဝယ်ပြပခရီးစဉ်များတွားရောက်လေရှိပြီးတော့တွားရောက်တဲ့နိုင်ငံများဟာစင်ကာပူနိုင်ငံနဲ့ကိုရီးယားနိုင်ငံတို့ပါဝင်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပေါ်နေတဲ့အချိန်မှာမြန်မာပြည်အပါအဝင်မတင်ငါစရာနိုင်ငံသားသားရှေ့ဦးကိုထိုင်းရဲတွေကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့ကဘန်ကောက်ရဲ့အောင်ပွဲအထိမ်းအမှတ်ကြောက်တိုင်နားမှာလူပေါင်းတောင်းနဲ့ချီပြီးတော့စုဝေးပြီးဝင်ကြီးချုပ်ဖေတုံတန်းရှနဝတ်ထရာကိုနှုတ်ထွက်ပေးဖို့ဆန္ဒပြနေတဲ့အချိန်မှာမြန်မာခုနှစ်ဦးနဲ့ကမ္ဘောဒီးယားတအုပ်တို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီရှေ့ဦးဟာ ရေဟာဗာဒီရန်စိတ်လမ်းအတိုင်းပစ်ကတ်ကားတစ်စီးနဲ့ဘန်ကောက်မြို့လေကိုဥတီပြီးတော့မောင်းနှင်လာတဲ့အချိန်တားဆီးဆစ်ဆဲပြီးအဖမ်းခံလိုက်ရတာပါသူတို့တွေကလက်ဖရာအိုမှာကိုပိုင်ပစ္စည်းတွေတွားရောက်ပြီးတော့တင်းယူဖို့ပြောခဲ့ပေမဲ့ရဲတွေကဆန္ဒပြတဲ့နေရာနဲ့နေပြီးလုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာမတင်ငါစရာမရောမလဲလုံနေကြတယ်ဆိုပြီးဆွဆွဲပြီးတော့ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ပြောပြထားပါတယ်နိုင်ငံသားတွေရဲ့ဖြည့်ရှင်းချက်အကြောင်းပြချက်ပေးမှုဟာ ပန်သေးရဖြစ်เสียကောင်းနေပြီးတော့လောလောဆယ်မှာသူတို့ရဲ့အလုတ်လုတ်ခွင့်ပါမယ်နေထိုင်ခွင့်ပါမယ်ထိုင်းကိုအဝင်ထွက်လှုပ်ထားတဲ့မှတ်တမ်းတွေကိုစစ်ဆင်းနေတယ်လို့ပြောပါတယ်အားလုံးကိုတော့ဒင်းဒီအန်ရဲစခန်းစီကိုခေါ်ဆောင်သွားပြီးစစ်ဆင်းမေးမြန်းနေတယ်လို့သိရပါတယ်သူတို့ဟာဥပဒေချိုးဖောက်တဲ့ပြစ်မှုတစ်ခုခုကျွလုံပါတယ်လို့ထိုင်းအာဏာပိုင်တွေကတအံ့မဆွတ်ဆွဲပေမယ့်လုံခြုံရေးအရာ ထိလွယ်ရှလွယ်ဖြစ်လွန်းတဲ့နေရာတစ်ခုမှာသူတို့ရှိနေတဲ့ပုံစံကမတင်ငါစရာကောင်းလို့ပြီးတော့အသေးစိတ်စုံစမ်းမှုတွေကိုလိုအပ်တယ်လို့ပြောဆိုထားပါတယ်။ဇွန်လ28ရက်နေ့ကဘန်ကောက်မှာပြုလုပ်ခဲ့တဲ့အစိုးရစန့်ကျင်ရေးခြိတက်ဆန္ဒပြပွဲတွေမှာလူပေါင်း18000လောက်အထိပါဝင်ခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကခန့်မှန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့လာရှိုးမြို့မှာရှိတဲ့အထက်ကတဲ့ grade 10နဲ့ grade 7ကဆီယာမအချို့ဟာ၎င်းတို့ရဲ့အတန်းကျူရှင်များမှာကျောင်းသူကျောင်းသားများကိုမတက်မနေရဆိုပြီးတော့အတေးကျတက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုအာထကတက်က grade 10ဆီယာမဒေါ်နန်းရွယ်ထွန်းကအတန်းထဲဝင်လာပြီဆိုတာနဲ့စာမသင်ပဲအတန်းထဲမှာရှိတဲ့ကလေးတွေကိုတလကို၈000နဲ့ကျူရှင်တက်ရန်တယောက်ချင်းနာမည်အတိအကျနဲ့ခေါ်ပြီးတော့ပတ်စံကောက်နေတဲ့အတွက်မိဘများနဲ့ကလေးများဟာအခက်အခဲတွေ့နေရကြောင်းကျောင်းသားမိဘတွေကပြောဆိုထားပါဗျ။ ကလေးတွေကမိဘတွေအစင်မပြေလို့မတက်နိုင်ကြောင်းပြန်ပြောပေမယ်ဆီယာမကမိဘတွေကိုပြောလိုက်ဒီလားမတက်ရင်နောက်လာကစပြီးတက်ရမယ်ဆိုပြီးတော့အတင်းအကျပ်ခေါ်နေတယ်လို့ကလေးမိဘတအုပ်ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အလားတူပဲ grade 7အတန်းကဆီယာမဒေါ်မြင့်မြင့်တန်းဟာလဲကလေးတွေကိုစာမိုးဝဲနဲ့ချင်းချောက်ပြီးတော့မိဘတွေအထိဖုန်းဆက်ကကျူရှင်ထားဖို့ပြောနေတဲ့အတွက်မိဘများကြားထဲမှာကလေးများဟာကျူရှင်မတက်ပါကစာမေးပွဲဖြေခွင့်မရမှာစာမေးပွဲမအောင်မှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ် grade 7ကចောင်းသားမိဘတအုပ်ကအထကတက်ခဏတန်းဆရာမအခုမှចောင်းဖွင့်ငါးစားရှိသေးတာကလေးတွေကိုနီးမျိုးမျိုးနဲ့အချိန်ပိုတွေအတင်းတက်ခိုင်းနေတယ်ကျူရှင်ကြတော့လေကိုထားခြင်းနဲ့နေရာကိုထားလို့မရဘူးတဲ့တခြားသူတွေစီမှာကျူရှင်တက်ရဲတက်ကြည့်ငါပြန်စုံစမ်းလို့သိရင်နင်းတို့တွေမလွယ်ဘူးဆိုပြီးချိန်ရှောက်ထားကြောင်းပြောဆိုထားပါတယ် ဒါအပြင်အတန်းချိန်များမှာစာမတင်ခြင်းအချိန်ပိုင်းဆရာမလောက်ငှခြင်းပုံနှိပ်စာအုပ်မလောက်ငှခြင်းစာတင်ဆောင်များရိုးရွင်းပြက်စီးနေခြင်းနဲ့တင်ထောက်ကူပစ္စည်းများမပြည့်စုံခြင်းများကြောင့်ကလေးငယ်တွေဟာပညာသင်ကြားရတာဟာအဆင်မပြေဖြစ်နေတယ်လို့ကျောင်းသားမိဘများကပြောပြထားပါတယ်။လာရှုံမြောက်မှာရှိတဲ့အခြေခံပညာကျောင်းပေါင်း42ကျောင်းကို2025-2026ပညာသင်တဲ့အတွက် ဇွန်လ၂ရက်နေ့ကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးတော့ပြီးခဲ့တဲ့မေလ22ရက်နေ့ကစတင်ပြီးကျောင်းအပ်လက်ခံခဲ့ရာစုစုပေါင်း19250ဦးကျောင်းအပ်လက်ခံထားပြီးတော့စတင်ပညာသင်ကြားနေတယ်လို့စစ်ကောင်စီရဲ့လာရှိုးအခြေစိုက်အခြေခံပညာဦးစီးဌာနကအစီရင်ခံစာကဖော်ပြထားပါတယ်စစ်ကောင်စီကအခမဲ့ပညာရေးလို့ပြောဆိုထားတော့လေစစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကတော့ကျောင်းသူကျောင်းသားများကိုကုန်ချမ်းများအဖြစ်နဲ့မှတ်ယူကတရောင်းစားလို့တောင်းစားခြင်းလှုပ်ရှားခြင်းများပြုလုပ်နေကြတဲ့အတွက် ်မိသားစုများကအခက်အခဲကြုံနေရတယ်လို့ပြည်သူများကကြီးတွန်းနေကြကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစီခမောင်း